တိုင်းလဲလုတ်ကင်စားတော့နိုင်ခြင်းမရှိဘူးမရှိတဲ့အခါကျတော့ကိုသားကိုသမီးချော့မော့ပြီး ပေါင်းနေကြရတယ်သူတို့စိတ်တိုင်းကြအမေဖေဆိုပြီးတော့ကိုကနေပြီးတော့ဩစာမပေးနိုင်တော့ဘူးသားသမီးပေးတာလေးနဲ့ခြေနက်နေရတခါတုန်းကလွန်ခဲ့တဲ့အနှစ်20လောက်ကမန္တလေးရန်ကုန်မြေသားစီးပြီးတော့ ဘုန်းကြီးခရီးသွားတော့ကတွေ့ခဲ့တဲ့ဖြစ်ပျက်ကလေးတခုပြောအောင်ဘုရားတဘုရားမမိမိရထားဆိုင်တဲ့အခါဘုရားယုံထဲမှာထိုင်နေတဲ့သာမီနှစ်ယောက်နော်သာမီနှစ်ယောက်ထိုင်နေတဲ့နေရာနဲ့ဘုန်းကြီးတို့ယထာရွယ်ဆိုင်လိုက်တာနဲ့ပရင်ပေါက်နဲ့တဲ့တဲ့အဲ့ဒီအချိန်မှာသမီးလုံးတဲ့ပုဂ္ဂိုလ်ကအမေကိုဘာပြောနေတော့အမေကဘာပြောလိုက်တယ်တော့မကြားလိုက်ဘူး သမီးလုံးတဲ့ပုဂ္ဂိုလ်ကသူ့အမေကိုဘာပြောတော့ဆိုတော်လုံးတဲ့တော်လုံးစာကိုကြုတ်စားနေတာမဟုတ်ဘူးတဲ့လာပြီးတော့ရှာမရှင်နဲ့တဲ့အမေကိုသမီးကပြောနေတဲ့စကားကိုယ်တိုင်ကြားခဲ့ရတယ်အဲ့ဒါနော်တော်လုံးစာကြုတ်စားနေတာမဟုတ်ဘူးတဲ့အဲ့တော့တောသူတွေနဲ့တူပါတယ်တော်တို့ကြုတ်သူနဲ့ပြောတာကြားခဲ့တယ်အဲ့ဒီမှာမြေထားမှုတာတခုမှာဩကြည်ပါလားအမေကိုများပြန်ပြန်တွေ့အဲ့တော့ အမေလုံးတဲ့ပုဂ္ဂိုလ်ကငြိမ်ငြိမ်လေးနေတယ်ပြတ်မပြောရဲတော့ငြိမ်သွားတယ်အဲစောစောကတော့ဘာရီပြောကြတယ်တော့မသိဘူးကရောက်ကစားဖြစ်နေပုံတော့ရတယ်အဲ့ဒီမှာတော်လုံးစာကြုံစားနေတာမဟုတ်ဘူးတဲ့ရှားမရှိနဲ့တဲ့ဟောအဲ့ဒါနဲ့မိဘလုံးတဲ့ပုဂ္ဂိုလ်ကပါစပ်ကလေးပိတ်ပြီးတော့ဆေးလိတ်ကလေးတောက်ပြီးဒီတိုင်းထိုင်နေရှာဘာမှမပြောတော့အဲ့ဒါမိသားကြီးထွက်သွားတော့သူတို့ကိုကြည့်ပြီးတော့ဩဖြစ်မဖြစ်ရလေတဲ့ အမေဖေကိုပြန်ငေါက်နေတယ်အဲ့ဒါတော့ကိုယ်တိုင်တွေ့ခဲ့တဲ့ဟာပေါ့တခြားတွေမှာလည်းပဲဒါမျိုးတွေကအလားတူတွေရှိတယ်ပေါ့အဲ့ဒါလိုရုပ်သိမ်းလေးစားမှုတွေဟာကင်းမဲ့လာတတ်တယ်နောက်ပိုင်းကျတော့သာသမီလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သာသမီက ကြီးဆိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုံးဝမယ်ဆိုတဲ့အနေထားမျိုးတွေဟာ မိဘတွေဟာတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာ ရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာငယ်စဉ်တောင်ကြီးကကြွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါလိုက်နဲ့ဆိုတဲ့အနေထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေထား လူရင်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်။အဲဒါလို့ပြက်ပြားလာတော့မိအိုဖာအိုတွေယောက်ျားမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူး။ကိုယ်ကိုယ်လည်းမစွမ်းဆောင်နိုင်တော့ဘူး။မစွမ်းဆိုင်နိုင်တော့။ตาလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကျဉ်တ်တဲ့အခါမှာ စိတ်ညစ်နှက်အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကျင်းနှက်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့ဒီလိုဆိုလားဒါကြောင့်မလို့ထမရဲ့ဘိုးဘွားရဲ့ဒါတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အဆင်ပြေတဲ့မိဘတွေရှိတယ်လို့အဆင်မပြေတဲ့မိဘတွေသားသမီးတွေရဲ့အော်ငေါ့တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတယ်မိအိုဖအိုတွေ လောကမှာတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာတယ်။အဲ့တော့ဒီဥယေဟာတဖြည်းဖြည်းတိုးတက်လာ။နောက်ပိုင်းမှာကြီးတဲ့ပုဂ္ဂိုလ်ယူသိလေးစားရမယ်ဆိုတော့ကိုချင်းတရားတွေဟာ ပြည့်ပြားလာပြီ။နော်။မာမနာတွေတက်ကြွလို့ကျေးဇူးတရားကို မထောက်ထားပဲနဲ့မိ ਉ ဖားတွေအော်ငေါက်ပြီးနေတတ်တဲ့သားဆိုးသမီးဆိုးတွေနဲ့ကြုံတွေ့လာတဲ့အခါအနာဂတ်မှာဒီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်တဲ့ အဲ့တော့ဒါကလောက လူသားတွေလူလောကကြီးတစ်ခုလုံးအတွက်မဲ့တာဗမာပြည်အတွက်တင်မဟုတ်ဘူးနိုင်ငံတကာမှာဒီလိုအနေအထားမျိုးတွေရှိတယ်အမေရိကနိုင်ငံသားတွေကဗမာပါပဲနော်ဗမာလူမျိုးတွေကပဲအမေရိကနိုင်ငံရောက်သွားပြီအမေရိကနိုင်ငံမှာကြီးသွားပြီဆိုရင်ကြာကြာနေလိုက်လို့ရှိရင်အမေရိကန်လိုက်ဝင်သွားတယ်ပတ်ဝန်းကျင်ဥပနိဒိယပစ္စည်းကြောင့် ပတ်ဝန်းကျင် ပုံစံတွေဝင်သွားတဲ့အခါကျတော့အမေဖေကိုနှုတ်ဆက်တာတတတဲ့နော်လောက်ကျန်လောက်တယ်သွားကျန်သွားတယ်အမေဖေကိုနှုတ်ဆက်သွားနော်အဲ့ဒီလောက်လေးပဲအမေဖေကိုအယူသည်လေးစားဖို့အသာထားနော်သူသွားကျန်သွားမယ်ပြန်ကျင်တဲ့အချိန်ပြန်မယ်အမေဖေကိုအိမ်မှာပြောရမယ်ဆိုရင်သူခေါ်ကျင်တဲ့လူခေါ်လာတယ် နော်မိဘရှိတော့ပါတော့ဒီလိုမသိဘူးဘာဖရင့်ညာဖရင့်နေခေါ်ချလာအဲ့ဒီလူဟာမျိုးတွေရှိတော့တကာကြီးတယောက်ကဘုန်းကြီးနဲ့တွေ့တော့ရှောက်တယ်တပည့်တော်ဒီကောင်းနေဒီခေါ်ပြီးတော့ထားမိတာမှားတယ်ဗျာ